အရှင်ဖရာတပည့်တော်လူသုံးဦး၏အသက်အားကယ်ခဲ့ဘူးသလိုတတဝါလေးတွေရဲ့အသက်ကိုလည်းအချိန်ပေါင်းမကကယ်ခဲ့ဘူးပါတယ်။အဲ့လိုကယ်တဲ့အကျိုးဘလောက်ကြီးလဲသိကြင်ပါတယ်ဖရာအရှင်ဖရာဖြေချပေးတော်မူပါအရှင်ဖရာစိတ်ကြမ်းပါပါစေကိုကြမ်းပါပါစေတဲ့။အောင်ချင်းရှိပါတယ်မှာဘဂဗျမကြီးဆိုတာကိုကြားဘူးကြပါလိမ့်မယ်။အဲ့ဒီဘဂဗျမကြီးဟာအသက်အရန်ရှည်လွန်းတဲ့အတွက်ကြောင့်သူ့ရဲ့မြမာဆဖြစ်တဲ့ဘဝကိုတောင်မှမမှန်မိတော့ပါဘူး။ သူဟာဘာကြောင့်အဲ့ဒီလောက်ထိအသက်ရှင်တဲ့မြမကြီးဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူဟာတကိုးကြီးတဲ့ရတေကြီးတူဖြစ်ခဲ့ဘူးပါတယ်။တနေ့မှာငကားတကောင်ကလူပေါင်းမြောင်များစွာကိုတက်ဖြတ်ဖို့လုပ်နေတဲ့အချိန်မှာအဲ့ဒီတကိုးကြီးတဲ့ရတေကြီးဟာဂလုံးရောင်ဖန်ဆင်းပြီးတော့ငကားကို၆လမ်း၍လူပေါင်းမြောင်များစွာ၏အသက်ကိုကဲခဲ့ဘူးပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယခုလိုအသက်အလွန်အလွန်ရှိတဲ့မြမကြီးဖြစ်ရတာပါ။ဒါကိုမြတ်စွာဘုရားကပြန်လည်ပြီးဟောကြားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့် သူတွေရဲ့အသက်ကိုတတ္တဝါတွေရဲ့အသက်ကိုကဲတင်ပေးခြင်းဟာဖြစ်လျက်ဘဝမှာအသက်ရှိတဲ့အကျိုးကိုရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်